အရခတက်တော်အေးနဲ့တိုက်ပွဲပြင်းထန်နေတဲ့ AR တိုင်းလေးမျက်နှာမြို့နယ်ကိုစစ်ကောင်မရှင်ကဆင့်အားလုံရင်ပို့ဆောင်နေတယ်လို့သိရပါရယ်စစ်ကောင်မရှင်ရဲ့စစ်သုံးကားကြီးအစီး20ပါးရင်းနှန်းဟာအော်တိုဘားလ17ရက်မနက်အစောပိုင်းမှာဟင်္ဒရာဘက်ကနေလေးမျက်နှာမြို့ကိုထွက်ခွာသွားတယ်လို့သိရပါရယ်အခုစစ်တပ်ကအင်အားပို့တာမှာထောက်ပို့လမ်းကြောင်းပြောင်းတဲ့အနေနဲ့ဟင်္ဒရာဘက်ကနေကွင်းကောက်ထိတက်ပြီးမှလေးမျက်နှာရေးကြီးဘက်ကိုဆင့်ရင်နှံသွားတယ် အေးမျက်နှာဘက်ကိုအမိုးအုပ်စစ်သုံးကားကြီးတွေပို့နေတယ်လို့ AR သတင်းရင်းမြစ်က AR Times ကိုပြောပါရယ်။ဆင်ယာပြည်နယ်ထွက်ခွာသွားတဲ့အဲ့ဒီရင်နှန်းဟာအေးမျက်နှာအဆက်ဆက်ဆက်ယိုကျေးရွာဘက်ကိုဥတီနေတယ်လို့ဒေသရင်းသတင်းရင်းမြစ်တွေကဆိုပါရယ်။အာရခတက်တော် A ဟာစစ်ကောင်မရှင်တက်နဲ့ဘကိုးညောင်ကျိုးပြူဟာကုန်းမကွေးနေရကံပြူဟာကုန်း AR လေးမျက်နှာမြို့နယ်တို့မှာတိုက်ပွဲတွေပြင်းထန်နေတယ်လို့အော်တိုဘတ်၁၀ရက်နေ့မှာ AA ကထုတ်ပြန်ထားပါတယ် အေယော်ရီတိုင်းနေမျက်နှာမြို့နယ်ပါဝင်အမြောက်တက်၃လေးရှိတဲ့ရေကြီးမြို့နယ်မှာစစ်ကောင်မရှင်ကအင်အားဖြည့်တင်းနေပါတယ်။ဒါအပြင်အမတ်တ၃လေးရဲ့ပဝင်းကျင်ရှိကျေးရွာတွေကဒေသခံတွေကိုပါစစ်ကောင်မရှင်ကမောင်းထုတ်ပြီးကာကင်းစခန်းတွေပြုတ်လုပ်ပြီးငါးတိုင်းချောင်းတိစစ်စေးဂိတ်စခန်းငယ်တွေကိုတိုးချဲ့ထားပါတယ်။